ောက်လာတယ်တက်တယ်ခါရရတယ်အာယုံယုံနေပါလေဒါရယုံဟဲ့အဲ့ယုတ်တရားအကြောင်းကိုသိဖို့ဆိုရင်အနေသုံးတော့ပါလေအာယုံယုံနေဆိုအကြောင်းကိုသိရမယ်ပေါ့လေတတိယချင်းဦးဇင်းတော်ကဘာလို့တင်ကြရလဲဆိုတော့ဦးဇင်းတော်ကယုံဆိုရင်လည်းဦးဇင်းတော်ကပါလေအခိုင်အမာကြီးနေနေပါလေရှိနေတယ်လို့ထင်တယ်သူက ပြီးတော့ငါဆိုတာကသူကပါလေဆိုအခိုင်အမာကြီးနေနေပါလေရှိတယ်လို့ပါလေယူလိုက်တာယူပြီးဦးသိန်းတို့ကအဲ့ဒီဖြစ်တဲ့မြားပါလေဆိုအဲ့ဒီအကြောင်းရင်းတစ်ခုကြောင့်ပဲပါလေဖြစ်နေတယ်လို့ပါလေယူဆလိုက်တာအဲ့ဒါတခြားလားငါဆိုတဲ့ဒိဋ္ဌိပဲလားလာဟိုကြောင့်ဦးဦးင်းကနေပြီးတော့အခုယောဂီတွေကိုလှမ်းကြည့်လိုက်တော့ယောဂီတွေကဦးင်းကတော့ဗါလေအစင်းရုပ်တယ်ဗါဒီပဲလေ ဟိုယောဂီတွေကဥစဉ်ကိုလှမ်းကြည့်လိုက်တော့ဥစဉ်ရဲ့ပါတယ်အစင်းရုပ်ရဲ့ဒါဆိုရင်ယောဂီတွေရဲ့ခန္ဓာကိုယ်ကအစင်းရုပ်လားဥစဉ်တွေရဲ့ဥစဉ်ရဲ့ခန္ဓာကိုယ်ကအစင်းရုပ်လားအဲဟမ်အစင်းရုပ်တွေကြီးပဲအဲ့ဒါအဲ့ဥစဉ်ရုပ်အားနေပြီးတော့ဟာယောဂီတွေကိုလှမ်းပြီးတော့ဟာအစင်းရုပ်နေနဲ့မြင်ရတော့ဟာเออบัวดอจีโอဥစဉ်ကตွားပြီးတော့ဟဟလာဒါပါတော့ဓမ္မကိုကင်ကြည့်တယ်ပဲဆိုပါစို့ကင်လိုက်ပြီဆိုရင်အစင်းရုပ်ကိုမကင်နေဘူးလား ဘာဖြစ်တာမလဲဩဘောဓမာရယုတ်ဘောဓမာရယုတ်ကဥနည်းအဘွားတော်ကြီးအဲဘွားတော်ကြီးကိုကန်တိုင်းတယ်ဆိုရင်ဘွားတော်ကြီးရဲ့ခန္ဓာကိုယ်ကဘောဓမာရယုတ်လားဥနည်းရဲ့လက်ကဘောဓမာရယုတ်လားအဲဦးစိမကကြည့်တော့ဘွားတော်ကြီးကိုကင်လိုက်တော့ဟာမမဘွားတော်ကြီးကိုကင်မိတာလားပြောတာမှလားယူကင်မိမှလား အဲဘွားတော်ကြီးဘက်ကကြည့်ပြန်တော့လဲပါလေပြောတာမှားလာလာပြီးတော့ပါလေတွေ့ကြည့်တာဒါဆိုရင်ယူနေတော့ပါလေဆိုတော့ဟိုဟိုအာယုံနဲ့ ద్వార နဲ့ရှင်ပြောမှရပါပါလေဥစဉ်ရဲ့ ద్వార အတွက်တော့ယောဂီရဲ့မြင်ဝင်နေရပါလေအစင်းယုံအဲ့ဒါဥစဉ်ရဲ့အရေပြားအတွက်တော့ယောဂီတွေကိုတွားကြည့်တယ်ဆိုရင်အဲ့ဒါပါလေဖောတပါယုံယုံယောဂီတွေကပြန်ကြည့်တော့ပါလေအဲ့ဒါမြင်ဝင်တစ်ခုပါပါလေအခုဒါပါတော့ ဒီမှာဒီကျောင်းတွေဘုံကြီးကိုလှမ်းကြည့်လိုက်တော့ဘာတွေတွေ့လဲစာလုံးတွေတွေ့ရလားအယောင်စင်းတွေတွေ့ရလားစာလုံးတွေမတွေ့ဘူးလားအဲ့နှမျိုးလုံးလို့လေ။အဲဟုတ်တယ်နှမျိုးလုံးမြင်ရတာပါလေ။အဲ့ဒါပြင်းပြပြမတ်ကိုပါလေ။မြင်တာပဲ။အဲ့ဒါစာလုံးနေ။အဲ့ဒါဗမာစာရေလို့ဆိုတာကပါလေ။ပြင်းပြအမြင်လောကအမြင်။အဲ့ဒါဗမာစာမတတ်တဲ့လူကို ဒါကြီးကိုကြည့်ကြည့်လိုက်ဘာတွေပဲမြင်ရမယ်ကျတဲ့ဟဲ့ဟာအပြူရောင်ပေါ်မှာပါတဲ့အဲ့အပြာလိုင်းကြောင်းလေးတွေအကွေးလေးတွေဒါတွေပဲပါလေတွေ့ရမှာပဲအဲ့ဦးဇင်းတို့တခါကြီးလေးတရုတ်စာတွေဂျပန်စာတွေကိုကြည့်ကြည့်ဘာတွေပဲတွေ့ရလဲအဲ့ဒုတ်ချောင်းတွေပဲဟာအဲ့ဒုတ်ချောင်းတွေစောင်းပြီးတော့ဟာအဆူလိုက်အဆူလိုက်တွေ့နေရတာပဲအဲ့ပြောရင်းတခါကြီးဦးဇင်းတို့ လောကကြီးမှာမြင်နေသမျှဘာတွေပဲတဲ့အယောင်ဆင်းနေဒါပေမဲ့ဦးဇင်းကအယောင်ဆင်းကိုမြင်တယ်လို့ထင်တာလားလူတွေ၊ကွေးတွေ၊ကြောင်တွေတတ္တဝါတွေကိုမြင်တယ်လို့ထင်နေရတာလားဟုတ်လားဒီကတော့မျက်စိကြည့်ကိုလာတိုက်တာပါလေအယောင်ဆင်းရုပ်အဆင်းတက်နေပဲပေါ့အမနဲ့ကတော့နည်းနည်းပြောလိုက်သေးတယ်ဦးဇင်းတို့ဟုတ်လားမျက်စိကြည့်ကိုလာတိုက်ရင်မျက်စိကြည့်ကိုဘာလာတိုက်ပါလဲအယောင်အဆင်းတက်လာမတိုက်ဘူးလား အယောင်စင်းလာတတ်ရင်ဗာစိတ်ပေါ်တယ်မြင်စိတ်ပေါ်အဲမြင်စိတ်ကဘာလို့ဖြစ်လဲသိလားမြင်စိတ်ကအယောင်စင်းဆိုတဲ့ရုပ်တက်ကိုပဲသိတယ်ဟုတ်ပြီနော်ဦးဇင်းတို့အဲ့ဒီပေါ်လေဟဲ့လား first moment ပေါ်ဟဲ့လားရှေ့စိတ်လို့ခေါ်တာပေါ့အဲအာယုန်နဲ့တော့တိုက်တော့ပထမဆုံးပေါ်တဲ့စိတ်ကတော့ဗာလေကိရိတာဗာလေမရှိသေးဘူးပေါ့အဲအဲ့ဒီအခိုက်လေးကိုဦးဇင်းတို့တတိကတ်နိုင်ရင်ဦးဇင်းတို့ဗာလေ အေဂျန့်တာပေါ့လေဟုတ်လားအဲဒါကြောင့်ဦးဇင်းတို့ဒီတမထတွေဘာတွေကအဲ့ဒီအဲ့ဒီ moment လေးကိုဘာလဲတတိကနိုင်အောင်ဘာလဲကြိုးစားတာနားလည်လားမသိဘူးအဲ့တော့ပြည်ရှင်ငါကတော့ဦးဇင်းတို့ယုတ်တရားလို့ဖြီးဖို့ဆိုရင်အနည်းဆုံးတော့ဗာလေမျက်စိနားနှာခေါင်းရှားကိုဟမ်အဲကိုကာယပေါ့ဟဲ့ အဲ့ဒါရ6ပေါက်မှ5ပေါက်ကပါလေယုတ်တရားအဲ့ယုတ်တရားအဲ့မျက်စိကြည်ရဲ့နောက်ဝင်မှာမှတ်တာဓာတ်ကြီး၄ပါးရှိတယ်မျက်စိကြည်ရဲ့နောက်ဝင်မှာဓာတ်ကြီး၄ပါးဟိုမှီပြီးတော့မှပြောပါလေမျက်စိကြည်ရဖြစ်ရတာလေဟုတ်လားတို့လူပဲနားကြည်ရလဲဘာမှလဲဓာတ်ကြီး၄ပါးမှာမှီပြီးတော့ပါလေပြရတယ်သူက ဥပမာမျက်စိဆိုရင်လည်းဒီတစ်ခုလုံးကြီးလုပ်တင်တာနားဆိုရင်လည်းအရွက်ကြီးကိုတင်တာအမမန်းမဟုတ်ဘူးကြောက်ပါလေဆိုတော့ဒီကဒီနားအရွက်ကြီးကဒီပြောရင်တော့ဒါကာယအကြည့်ရောပဲဥပမာနားကိုလိမ်ဆွဲလိုက်အဲ့ဒါပါလေနားလို့မခေါ်ကာယအကြည့်လို့ခေါ်တယ်ဟုတ်လားဥပမာဒါပါတရားယောဂခိုင်းပြီးလို့မျက်ခွန်နာသွားတယ်ဒါမျက်စိနာတယ်လို့ဒါပြောတာအမမန်းမျက်စိမဟုတ်ဘူးဒါပါလေကာယအကြည့်ရောနာပါတယ်ဟုတ်လားရှာခိုင်းပြီးတယ် ကာယကြည်ယုတ်ဝင်လာပါလားဟုတ်ဘူးလားအဲ့တော့ तू ကမျက်စိကြည်ဆိုတာက तू ကပါလဲဆိုတော့မြင်စိတ်ပေါ့လေအစင်းအာယုံလာတိုက်ရင် तू ကပါလဲမြင်စိတ်ဖြစ်ပေါ်ခွင့်ပေးမဲ့နေရာလေးကိုပါလို့ပါလဲမျက်စိကြည်လို့ခေါ်တယ်နားလည်းလေဒီအရွက်ကြီးကိုပြောတာမဟုတ်ဘူးအတန်အာယုံလာတိုက်ရင်ကြားစိတ်ဖြစ်ပေါ်ခွင့်ပေးမဲ့နေရာလေးကိုပါလဲနားကြည်လို့ခေါ်တယ်နှာခေါင်းကြည်နိုင်ရင်ဒီတိုင်းပဲ ဟုတ်လားဒီနှကောင်းအလုံးကြီးကိုပြောတာမျိုးဟုတ်ဘူးဟုတ်လားဟုတ်လားဦးဇင်းတို့အဲ့နဲ့ထိုးလိုက်လို့နှကောင်းထိုးလိုက်ရင်နှကောင်းနာရဲလို့ပြောတာမှန်မှန်အဲ့နှကောင်းနာတာမဟုတ်ဘာနာလဲကာယအကြည်ရောနာအဲ့ရေပါလဲဆိုတော့အနတ်လာတိုက်ရင်နာစေဖြစ်ပေါ်မဲ့နေရာလေးပေါ့နေရာဌာနလေးကိုပါလဲနှကောင်းကြီးလို့ခေါ်တာဦးဇင်းတို့ဒီခါလေးဟင်းညွှန်လိုက်မတော်ဘူးလားတောက်လား အင်းညိုတောင်းရင်ပူတာကိုရင်ခံစားရလားချူတာကိုရင်ခံစားရလားအင်းညိုပူပူလေးတောက်ကြည့်အဲ့ပူသွားတဲ့နေရာဟာအဲ့ဒါရှားကြည့်ရုံမဟုတ်ဘူးလားဟမ်မဟုတ်သေးဘူးလားဘာကြည့်ရုပ်လဲကာယရေရုပ်သွားပူတာကိုတင့်ရင်အဲ့ပြန်ရတာကတော့ရှားမှာဦးလေးတော့ပါတယ်ရှားကြည့်ရုပ်လည်းပါတယ်ရှားတစ်ပြင်လုံးပါဆိုရင်ပေါ့လေအဲ့ဒါဦးလေးတို့တိတ်ပန်ဆိုရင်တော့ရတာပူလေးတွေကိုခေါ်ရအောင်ဟုတ်လား ရတာပူလေးတွေကကြတော့ဗာလေအရတာချိုတယ်လို့သိရင်အဲချိုတာလေးကိုသိတဲ့နေရာပါလေရှာကြည့်ရုပ်ပူတာကိုသိမှန်းအဲပူတာကကြတော့ဗာလေကာယကြည့်ရုပ်ဖြစ်တာနားမလဲသူပိုင်မင်းနော်နားလေတာအဲ့ဒါကိုကြည့်ရုပ်ဆိုတိုင်းဒီတိုင်းပဲကွာကိုကြည့်ရုပ်ဆိုတာကဥမာဦးစင်းတို့အဲ့ဒါကျိုးအတ္တမထက်တက်နေတဲ့နေရာမျိုးဆိုရင်အဲ့နဲ့တို့ကြည့်နားလားမနာဘူးဆိုရင်အဲ့နေရာမှာအကြည့်ရုပ်ရှိလားမရှိဘူးကွာ ကိုကြည်ရုပ်ဆိုတာလည်းဦးဇင်းတို့ကအဲ့ဒီဘောဓဘာယုံဆိုတဲ့ဟာလာတွေးကြည့်စရာတခုလာထိတဲ့အခါမှာပါလေခံစားတဲ့စိတ်ပေါ့တတိယမြေတွေးကြည့်စိတ်ကာယဝိညာဉ်ပေါ်မဲ့နေရာဌာနတွေကိုပါလေအကြည်ရုပ်လို့ခေါ်တယ်ဟာလာအဲ့အကြည်ရုပ်ကအရေးများနေမဟုတ်ဘူးခန္ဓာကိုယ်အတွင်းထဲမှာလည်းပါလေရှိတယ်လို့သားလေရရှုပိုင်းအောင်နေပါလေဆိုပါလေအတွင်းထဲကအကြည်ရုပ်နဲ့အတွင်းထဲကတွေးကြည့်စရာတခုခုနဲ့ပါလေ တွေ့ ठी တော့အဲ့မှာပါလေကာယဝိညာဉ်ပေါ်တယ်။ကာယဝိညာဉ်ကပါဠိလိုပြောလိုက်တာမြန်မာလိုပြောရင်ဗာစိတ်လေ။တွေ့ ठी စိတ်ပေါ့။ဟုတ်လား။တွေ့ ठी စိတ်ကဘာယုံကိုတည်တယ်။ဘောဓဘာယုံကိုတည်တယ်။တွေ့ ठी အာယုံကိုတည်တယ်။ဂျာစိတ်ကဘယ်အာယုံကိုတည်တယ်။အဲ့ဒါဒါအာယုံကိုတည်တယ်။သကုဝိညာဉ်ကဘယ်အာယုံကိုတည်တယ်။ အရာဥစဉ်ကိုကြည့်တယ်။အဲဥစဉ်ကိုအခုဥစဉ်ကိုလှမ်းကြည့်ဥစဉ်ကိုမြင်တယ်လို့ထင်တာမှန်မှန်ပါလေ။ဥဥစဉ်ကိုဝိုင်းကြည့်တော့ဥဥစဉ်ကိုမြင်တာလားကြောက်တဲ့ဘုံကိုမြင်တာလားဒီဘီနိုင်ကြီးကိုမြင်တာလား။ညတော့ဥစဉ်တော့ပါလေဆိုတော့ဟိုအပြင်လာကြီးကြည့်မယ်ဆိုတော့အယောင်နေပဲ။အယောင်နေကိုမြင်နေရတာ။ဒါပေမဲ့ယောဂီတွေကဥစဉ်ရဲ့ဟာကိုပဲ focus လုပ်လို့ပါလေ။ ဦးစင်းကိုမြင်တယ်ဆိုရင်အမမအဲ့ဒီဒီထဲမှာပါလေဒီဒီအဲ့ဒီမှာအကုန်လုံးပေါ်နေတာဒီကမြင်ဝင်းတစ်ခုပါလေအကုန်လုံးပေါ်နေတာဒီနေရာဆိုအဖြူလေးပေါ်နေမယ်ဒီနေရာဆို V9 ဆိုလည်းထားပါတော့ဟာအနီရောင်လေးတွေပေါ်နေမယ်အဲဦးစင်းနေရာဆိုလည်းထားပါတော့တင်ကန်းနေရာလည်းပါလေအမေဟာမြို့ရောင်လေးပေါ်နေမယ်သူကအရောင်လေးပဲပေါ်နေတယ်ဒါပေမဲ့ဦးစင်းတို့ကဒီရောင်ကွက်ကွက်လေးနေရာပါလေဦးစင်းဟာဒီရောင်ကွက်ကွက်လေးနေရာကို white ပေါ့ဒီရောင်ကွက်ကွက်လေးနေရာကို V9 ဆိုပြီးပါလေတင်ညာဟာ မိတွေတတ်မှတ်ချက်တွေပါလေပေးနေတာဘယ်ပြည့်သမားတော်အသင်းတို့ကပါလေဆိုတော့ဟိုမျက်စိပေါက်မှာလာတိုက်တာပါလေအယောင်အစင်းဆိုတဲ့ရုပ်တရားပဲနားပေါက်မှာလာတိုက်တာကအတန်ဆိုတဲ့ရုပ်တရားပဲအဲ့ဒါတွေဦးသင်းတို့ကအဲ့ဒါတွေကိုဦးသင်းတို့အောင်းမရပါတော့ဦးသင်းတို့ကအခုတင်နေတာလက်ကားတင်နေတာဟုတ်ဘူးဦးသင်းတို့ကတတိနဲ့အဲ့ဒါတတိကဆိုရင်ဦးသင်းတို့ကပါလေဆိုတော့ဝင်လေထွက်လေတော့ပဲဦးသင်းတို့ကပါလေထင်းနေကြတယ် ဟုတ်လားဥမာခလုတ်တိုက်မိရတာဟုတ်လားဆိုတော့ပြောရည်ခလုတ်တိုက်ရင်အမိတို့တားမလားဖခင်တို့တားမလားဩဥတတိယအောင်းမရမယ်ဆိုတော့အခုပြောတယ်တတိယတခြားလားအမှန်တရားကိုအောင်းမရမှာလားအမှန်တရားအင်းအဲ့တော့ခလုတ်တိုက်မိပြီဆိုရင်ဘာကိုအောင်းမိမလဲအလားရှင်ကိုအောင်းမိမှာလားအိုးမိုက်ကိုအောင်းမိတာမလားအမိကိုအောင်းမိမှာလားဟုတ်ယုတ်တရားကိုအောင်းမိတယ် ဲ့လားဦးဇင်းကအဲ့မှာဘာဖြစ်မလဲဆိုတော့ခလုတ်တိုင်းမိပြီဆိုရင်ဦးဇင်းတို့ဗါတယ်ငါနာတယ်ငါခြေတော်ကနာတယ်ဆိုတော့စိတ်တွေမလာဘူးじゃလားမလားဒီတော့ငါကနာရလားခြေတော်ကနာရလားအဲ့ဒါဦးဇင်းတို့အဲမမကယုံဆိုတော့အာယုယုတ်နဲ့ဓာရယုတ်နှစ်ခုပါလေတိုက်တာခဲလုံးကဘာဖြစ်မလဲအာယုယုတ်ဟောတဲ့ပါယုယုတ်မာရေအရာဝတ္ထုပထဝီယုတ်ပါ အရေးပြားကပါလိမ့်မယ်ဒါပါလေချိန်မထိနေတိတယ်ဆိုရင်ဒါပါလေချိန်မပါရဲ့ဒွါရယုတ်အချီယုတ်အဲ့တော့အချီယုတ်နဲ့ဘူကာယအချီယုတ်ချိန်မနဲ့ဘောဓပါယုတ်ယုတ်ဆိုတဲ့ဂဲလုံးတစ်ခုမတိုက်ဘူးလားတိုက်လားတိုက်တော့ခုပြောရဲကာယအချီယုတ်ဆိုတာကအဲ့ဒီအာယုလာတိုက်တဲ့အခါမှာစိတ်ဖြစ်မဲ့နေရာဌာနလေးကိုပါလေအချီယုတ်လို့ခေါ်တယ်အဲ့တော့ဂဲလုံးလေးသာတိုက်ရော နာရဲစိတ်ကသမှုမှာပေါ်လာတာခြေမမှာပေါ်လာတာအထီးတဲ့နေရာမှာပေါ်တာနမှုမှာပေါ်တယ်လို့ပြောလို့လားအဲမပြောဘူးဘာမှပေါ်ရလဲခြေတဲ့နေရာလေးမှာနာစိတ်လေးပေါ်တာဒါဆိုရင်စိတ်ကငိုတော့မှကြိုရှိတာလားနာရဲစိတ်ကကြိုရှိတာလားဟုတ်ဘူးအာယုံနဲ့ပါလေလောရနဲ့တိုက်တော့ပါအဲ့နာရဲစိတ်လေးရပါလေငိုမရှိတာကနေပါလေဝါကနေပေါ်လာတယ်ကွာဒီနေ့ကတော့ငါနာတာမဟုတ်ဘူးဆိုတာပြည့်စုံတယ် ကြောင်တရားနှစ်ခုတိုက်တယ်ရုပ်နှစ်ခုတိုက်တယ်ပြီးရင်အကျိုးတရားအနေနဲ့ကာယဝိညာဉ်ဆိုတဲ့တွေးသိစိတ်ပေါ်တယ်ဓမ္မနဲ့ရှင်ဝေဒနာပေါ်မယ်ပညာပေါ်မယ်ဆိုတဲ့နခန္ဓာဘယ်နှပါးပေါ်ရတယ်လေးပါးပေါ်လာတယ်အခုပြောရတာကြားနေတာတကယ်အောင်းမြင်ပါတယ်ရုပ်နှစ်ခုတိုက်လို့ရုပ်တက်နှစ်ခုတိုက်လို့နံသက်တွေပါတယ်ဖြစ်ပေါ်ပါတယ်ဒါပဲဦးဇင်းတို့ဟာမာနာမဟုတ်ဘူးခြေတော်မှနာတာမဟုတ်ဘူးဆိုတဲ့အတိပေါ်အဲ့မှာပါလေဝင်လာတယ် ဲ့တော့သူကအဲ့လိုတတိယလိုက်တာပေါ့လေအလွယ်ရောမယ်ဆိုရင်တော့ဟာဟိုစာဟိုအရင်တော့သူပြောမယ်ဆိုရင်တော့ဟာဟိုဥပမာမရှိတော့ဟာအဲအထီတာကယောတိတာကပါလေနံပေါ့ဟာဒီရောပဲလေဟာအခုတောက်လိုက်ရင်တောက်ချင်တာကနံတောက်နေတာကယောဘာမဟုတ်သူမဟုတ်တောက်တာနံနေယောဒါအဲ့ဒါလေးကလင်္ကာလေးကဟာတော့အမှန်တရားကိုပေးတာတကယ်တော့ဟုတ်လား စားတယ်ဆိုရင်ရပါလေငါစားတာမဟုတ်ဘူးစားရင်နာကနဲ့စားနေတာကယုတ်ငါမဟုတ်သူမဟုတ်အဲစားတာနန်းနေယုတ်အမေဦးဇင်းတို့အဲ့ဒါယူဘိုင်ဟက်ကျက်ပြီးတော့ဦးဇင်းတို့ကဟိုစားစားရွတ်တယ်လို့ပါလေသင်နေရမဟုတ်ဘူးအဲ့ဒါအမှန်တရားသိဝင်အောင်ပြောလိုက်ဒါအမှန်တရားဒီဝင်ဆိုရင်ဥစ္စာအဲ့ဒီနိုင်လို့ထားယူရမှာလို့ဖြစ်နေပြီဟဲ့လားဟဲ့လားနာကျင်တာကနန်းနာနေတာကယုတ်ဒီလိုလား ။သူအဲ့ဒီထဲကြမဝင်တော့ဘူး။အဲ့ဒါပုံတင်မှတ်သားရမှာဖြစ်မလဲ။နာကျင်နာကနံဖြစ်နေတယ်။အဲ့ဒါနာကျင်နာကနံလားဘယ်ဟာကနံလဲ။အဲ့မှာနားတဲ့သဘောလေးပေါ့။ခံစားတဲ့သဘောလေးမပေါ်ဘူးလား။ကာယဝိညာဉ်လို့ခေါ်တယ်သူက။သူတကယ်နားလဲဒါမှလေဦးဇင်းကဘိုင်ဟဲကျက်ပြီးတော့နားလဲတာမျိုးကြတော့ဟိုဘယ်လိုပြောမလဲ။ဟိုနာလာကတက်တက်အဲ့ဒီလင်္ကာလေးယွတ်နေတာတက်တက်ဖြစ်နေတယ်။အဲ့ဒါအမှန်တရားသိဝင်အောင်လုပ်လိုက်တာတကယ်တော့ဒါရှေးစရာတော့တွေကဟဟလာငါမဟုတ်ဘူးယုံနာမဲပေါ်လာတာလို့သိစေချင်တာ ဟုတ်လားအဲ့ဒီအတိဝင်အဲ့ဒါအဲ့ဒါမှတကယ်အဲ့ဒါပါလေဝိပဿနာရှုလိုက်တာလေအဲ့မဲ့ဦးဇင်းတော့မလို့ကျင်းလေဟောငါနာတယ်အဲ့ဒါဘယ်သူကဒီနေရာမှာငယ်လုံးကြီးထားတာလေဟာတော်တော်အသုံးမကျတဲ့ကောင်းနေပဲဟာအဲ့လိုတွေတွေးပြီးတော့မှဟာပြီးတော့မှပါလေတရားထိုင်တော့မှဝင်နေထွက်တယ်ဝင်နေထွက်တယ်သွားမှတ်နေတာဟာအဲ့ဦးဇင်းကထိုင်မှပဲပါလေတရားကြီးမှပဲတတိကရမယ်တရားမှတ်ရမယ်လို့ပါလေတင်းနေ ဘယ်တကားဥဒိနောပါလေအခုဒီယုတ်ဒီနန်ဒီယုတ်တ်နန်တ်ဒီတင်ကြားတယ်ဆိုတာပါလေဟိုတရားထိုင်တဲ့အချိန်ပဲဖြစ်ဖြစ်ပေါ့လေနေ့စဉ်ဘဝမှာပဲအဲ့အတိကိုပါတယ်အဲအဲ့အတိကိုပါတယ်တတိယစီအဲ့အဲ့အတိကတော့ဒီဒုက္ခရောက်တော့ပါလေအမေကိုတားရင်တားမယ်ဖခင်ကြီးတားရင်တားမယ်အခုဘုံတော်တွေယွင့်ရင်လည်းယွင့်မယ်အဲ့ငါမဟုတ်ဘူးယုံနံမယ်ဖြစ်နေတာဆိုတဲ့အတိပါတယ်ဘောမလား ။ဘာလို့လဲဆိုတော့အဲ့ဒီတရားတွေကမှဥစဉ်တော့ကတကယ်မဆွဲမြင့်ပဲဘူးဆိုရတယ်ပေါ့။တကယ်ဆွဲမြင့်ရင်ဥစဉ်တော့ကကြောက်เสียလမ်းเสียပေါ်လဲအဲ့ဒီအတိပဲ။ခလုတ်တိုက်ရင်လည်းအဲ့ဒီအတိပဲ။အိန္ဒာတိုက်ရင်လည်းအဲ့ဒီအတိရပါလေ။ဥနေမှာအဲ့ဒီအတိကိုဥစဉ်တော့ကပြန်ပြန်ဝင်လာဖို့တဲ့ဥစဉ်တော့ပါလေ။တတိနဲ့တတိရအောင်မရ။အဲ့ဒါဒီမြောက်ဥစဉ်ဆိုတော့ဒီဂျာမင်းလိုအဲ့ကွာကိုလမ်းအောင်လို့ပေါ့အဲ့ဒါတတိပြန်ဝင်လာတယ်အဲ့ဒါဥစဉ်တော့တတိနဲ့အောင်းမိတယ်ဆိုရင်ဥစဉ်တော့ဝင်တယ်ထွက်တယ်ပဲပါလေ လောက်ရတယ်ပါတယ်ဒီနေ့အဲ့ဒါအလွယ်ပြောမယ်ဆိုရင်တော့ဟာငါမဟုတ်ဘူးယုံနာမယ်ဖြစ်နေတယ်ဆိုတော့အတိကိုပါတယ်ဟာအောင်းမရမယ်ဆင်ញင်ရမယ်နှလုံးနဲ့ရမယ်သူအဲ့ဒါကတခြားလားငါဆိုတဲ့အယူမားကိုပြည့်စုံမှာပဲလားဟာဒီနေ့ဟိုတခုညတော့တတိတော့ကက်တယ်ဒါမှမဟုတ်ငါတတိကက်တယ်လို့ပါတယ်ဒီနေ့ငါတတိကက်တယ်ငါလုတ်တယ်ငါခံနိုင်ရတယ် ငါကုသိုလ်ရတယ်ငါအကုသိုလ်တတ်တယ်ဆိုတော့အတိတွေနဲ့ပဲလုံနေကြတာဒါဆိုရင်ဦးဇင်းတို့ဒါယုတ်တရားနဲ့ပတ်သက်ပြီးတော့ဟာလားအနည်းဆုံးတော့ဗာလေအာယုံယုံဒါရယုတ်ကိုဗာလေသိပြီအဲ့မြတ်ဗမာဦးဇင်းတို့ဗာလေနန္တရားလေးပါးကိုဆက်ပြီးတော့ဗာလေဆွေးနွေးမအောင်ဟာလားအဲ့ဒီဗာများသိကျင်နေတယ်အဲ့ဒါကတော့မြောက်လိုက်တာနော် ျွန်ုပ်တို့သည်နိဗ္ဗာန်ချမ်းသာအာရည်စူး၍ယခုချိန်ဤပြုခဲ့သည်မြတ်နာနာကုသို့သာတိခဲ့သည်မြတ်သီလာကုသို့ဝါမြာအထုခဲ့သည်မြတ်သမတဝိဒနာကုတုသမတဝိဒနာကုတုဤကုတုကောင်းမှုအားလုံးတို့ဤကုတုကောင်းမှုအားလုံးတို့ ဘုဘာကကိုဘုဘာကကိုရှင်ချောင်းဘာဝတရားဟိတာနိရှင်ချောင်းဘာဝတရားဟိတာနိပဒသမယာဝိနေတကွာပဒသမယာဝိနေတကွာ၃၇ဘုံ၃၇ဘုံကျင်လေကြကုန်သောကျင်လေကြကုန်သောတတဝါအလုံးတို့အားတတဝါအလုံးတို့အားမြတ်ပြေဝေပါ၏မြတ်ပြေဝေပါ၏ယခုချိန်ဤပြုလုပ်ခဲ့သည်မြတ်ယခုချိန်ဤပြုလုပ်ခဲ့သည် ဥဒ္ဓကောအာလုတို့ဤအဘောဘာကကိုအဘောဘာကကိုတောတုန်ဤတောတုန်ဤတတ္တဓမ္မရရှိ၍ဝမြဝန္တာဝမြဝန္တာဘာလို့ခေါ်ဆိုနိုင်ရပါစေဘာလို့ခေါ်ဆိုနိုင်ရပါစေဥဒ္ဓအမြအမြအမြယောမူကြပါဘုရား